Okay brother တို့အားလုံးမင်္ဂလာပါ YC Gaming Channel ကနေပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ YC တို့က brother တို့အတွက် advance server ပေါ်က update အကြောင်းအရာလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဒါနဲ့ခဏလေးနေအောင် brother တို့ကျွန်တော်ရဲ့ video ကိုကြည့်ပေးနေတယ်ဆိုလို့ရှိရင် VPN လေးနဲ့ကြည့်ပေးလို့ရပါပြီ brother တို့အတွက်ကျွန်တော်အနေနဲ့ giveaway တွေအများကြီးပေးနိုင်အောင်လဲစူးစမ်းနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့ channel ကို like and subscribe ပြီးတယောက်တစ်ချက်စီနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးမယ်ဆိုရင် WiFi တို့အတွက်ခွန်အားတွေအများကြီးဖြစ်စေမှာပါ။ဒါကြောင့်ဆက်ဆက်လေးနှိပ်ခဲ့ပြီးတော့ VPN လေးနဲ့ကြည့်ပေးဖို့မမေ့ပါနဲ့နော်။ဆိုတော့ပထမအသော update တစ်ခုကပါလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ lane ရွေးချယ်ရတော့မယ့် update အစ်တစ်ပဲဖြစ်ပါတယ်။ဒီကောင်ကတော့ကျွန်တော်ဘယ်လိုပုံစံမျိုးလဲဆိုတော့ game ဆော့ခင်ကျွန်တော်တို့ကိုဆော့ကျင်တဲ့ lane ကိုရွေးပြီးတော့ဆော့လို့ရမယ့်ပုံစံမျိုးပေါ့နော်။ကျွန်တော်တို့ကဒီ row တွေအကုန်လုံးကို깟နေလားဒါမှမဟုတ်လဲ jungle လား ဒီ EXP လာပေါ့ဒါမှမဟုတ်ရိုးနှစ်ခုကင်ရင်လည်းရတယ်သုံးခုကင်ရင်လည်းရတယ်ကျွန်တော်တို့ကင်ရင်တဲ့ရိုးကိုကိုယ်ကလည်းကိုယ်စိတ်ကြိုက်ကိုရွေးချယ်ပြီးကင်လို့ရတယ်အဲ့လိုမျိုးကင်တဲ့အခါမှာလည်းကျွန်တော်တို့ကဗာတိထားရမလဲဆိုဥပမာကိုကလိန်တစ်ခုတည်းကိုရွေးထားမယ်ဆိုလို့ရှိရင်တော့ solo player တွေနဲ့တွေ့လို့ရှိရင်တော့ပွဲရှာရတာနည်းနည်းကြာတယ်ဥပမာကိုကရိုးနှစ်ခုသုံးခုလောက်ကိုကိုဆော့နိုင်တဲ့ရိုးနှစ်ခုသုံးခုလောက်ကိုရွေးထားမယ်ဆိုလို့ရှိရင်တော့တော်တော်လေးမှာအဆင်ပြေတယ်အဲ့တော့ဒီ update ကဘယ်လောက်ထိမိုက်လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီကိုဆော့ကျင်တဲ့လိန်ကိုကိုပါတာကိုရေးပြီးတော့လဲဆော့လို့ရမယ်အပြင်ကမှာ တော်တော်လေးဥမာလဲဆေးတွေကင်းစင်သွားမှာပဲဖြစ်ပါတယ်ကြည့်ဆိုဆေးတွေဘလို့ကင်းစင်သွားမလဲဆိုရင်တော့ကျွန်တော်ဗီဒီယိုကိုနောက်မှာဆက်ပြီးတော့ show မယ်ကြည့်ခုလောလောဆယ်ကတော့ဒီ lane ရွေးချယ်တဲ့ပုံစံကတော့ brother တို့အခုမြင်တွေ့နေရတဲ့အတိုင်းပဲရွေးချယ်ရမှာပဲဖြစ်ပါတယ်ကောင်းကြီးတို့ရေကဲဆိုတော့ကျွန်တော်တို့ပွဲတဲ့ရောက်ပြီပွဲတဲ့ရောက်ပြီဆိုတာနဲ့ကျွန်တော်တို့ဒါ hero banner တွေပါညာတွေကတော့ဒါပုံမှန်အတိုင်းပဲတိတ်ပါမှထွတ်ထွတ်အများကြီးပြောင်းလဲတော့တာမရှိဘူးခုလောလောဆယ်အပန်းစားပေါ်မှာ hero အစ်စ်တကောင်ကထပ်ပြီးတော့ထွက်နေတယ် ထားလိုက်တော့ဒါတွေတိတ်အများကြီးပြောတော့ကျွန်တော်လင်းကလည်းဟိုအရင်တော့လို့သူများနဲ့လုတ်ကင်နေစရာမလိုတော့သူကလည်းအော်တိုအဲကျွန်တော်ကဂိုလင်းရွေးရတာဖြစ်တဲ့အတွက်အော်တိုဂိုလင်းကိုသွားပြီးတော့ကဲဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဟီးရိုးဘန်နာလေးတွေခဏလောက်စောင့်မယ်ပေါ့နော်ဟီးရိုးဘန်နာလေးတွေစောင့်နေတော့ကျွန်တော်ရဲ့ YouTube channel ကို like and subscribe လေးတွေမလုပ်ရသေးရင်လုပ်ခဲ့ပေးပါကျွန်တော်နေနဲ့ event new တွေ update new တွေနဲ့ကုန်စင်ရမယ့်အကြောင်းလေးကို brother တို့အမြဲတမ်းတင်ဆက်ပေးမှာဖြစ်တဲ့အတွက် like and subscribe မလုပ်ရသေးရင်လုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကဲဆိုတော့ကျွန်တော်ဒီမှာဟီးရိုးရွေးမယ်ဆိုတော့ပေါ့နော် တွေ့ရတိုင်းပဲ Golden Hero ကိုကျွန်တော်ပေးရတယ်အဲ့တော့ကျွန်တော်ကဘာမှမသိပေမဲ့ဒီအခုလောလောဆယ်ပေါ့နော်အတိတ်ရောက်နေတဲ့အဲ new hero ကိုကောက်ကင်လိုက်တယ်ဗျာ new hero ကိုကင်လိုက်တယ်ဆိုတာကလည်းမကင်ဘူးသေးလို့ပေါ့နော်အဲဒီမှာကြည့်လိုက်ကြလားကျွန်တော်က Golden ရွေးရတာဖြစ်တဲ့အတွက်ကြောင့်မလို့သွားပြီးတော့ retribution ကိုသွားပြီးရွေးလို့မရဘူးအဲ့ဒါကြီးကမိုက်တယ်ပေါ့နော်ပြောမယ်ဆိုကျွန်တော် retry နှကောင်ဖြစ်မဲ့ပြဿနာကတော်တော်ကြီးဥမာရှင်းလင်းသွားမယ်လို့တော့ထင်ပါတယ်ဒီဆိုတော့ပြန်ဆက်ပြီးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ခုနကကင်ခဲ့တဲ့ hero အစ်စ်ကတော့ ဒါကုလောလောဆယ် advance ဆောက်မှာအတက်ထွက်နေတာအတက်ထွက်မှာဆိုတော့ဒီ season ကောင်းရင်ထွက်မှာလားဆိုတော့မဟုတ်ဘူးအဲအခု season ပြီးသွားလို့နောက်ထပ် season ပြီးသွားမှထွက်မှာပေါ့နော်ဆိုတော့မွတ်တွန်တော်တော်ရုပ်မှာကျန်းနေအခု season ပြီးသွားလို့ရှိရင်ထွက်လာမယ့် hero ကဘာလဲဆိုလို့ရှိရင် new hero zedian ဒါလည်းအလုံးမဲ့တည်လာပြီလို့ထင်ပါတယ်ဒါတော့ zedian ပြီးမှထွက်လာမယ့် hero အသင်းနောက်တစ်ကောင်ပဲဖြစ်ပါတယ်ကျေဆိုဒီနေ့ video တော့ကျွန်တော်ပေါ့ပေါ့ပပလေးနဲ့ပဲတွားလိုက်မယ်ဒီ hero အကြောင်းလည်းကျွန်တော်အနေနဲ့နောက်နေ့မှပဲသူရဲ့ spare တွေ passive တွေဘာညာတက္ကလေးတွေအကြောင်းပြပြပေးမယ်ခုလိုလောဆယ်ရတော့မြင်တွေ့နေရတယ်ပဲကန်ရတာက ခုနော်ဆက်အဗန်းဆောက်ပေါ်မှာလာတော့မတည်ဘူးနည်းနည်းလေးတော့ဘယ်လိုပြောရမလဲကိုင်းရတာတိတ်ဘဲကိုမနေဘူးပြားလေးလားစကေးဝမ်းဆိုလည်းတော်တော်ချိန်တုံးရတယ်အက်ဒီမိတ်ဆိုလည်းချိန်တုံးရတယ်ဒါပေမဲ့ original summer ball ကိုရောက်လာခဲ့ရင်တော့အလောက်ထိခက်ခဲမဲ့လို့တော့ကြောင်းနေနဲ့မထင်ဘူးတွေ့တဲ့အချိန်မှာပြောမယ်ဆိုတော့တော်တော်လေးမှလမ်းတယ်သူကဘာနဲ့တူလဲဆိုတော့ဒါရိုရဲ့ညီမတော်ဖြစ်ဖို့များတယ်ပေါ့နော်ကဲအခုလောလောဆယ်ကျော်ပြပေးချင်တာကတော့ဒီကောင်းမှာဒီကောင်းကတော့ဒီအခု season လက်ရှိ season ပေါ့နော် season ကောင်းဖို့လည်းဘယ်လောက်မှမလိုတော့ဘူး စစ်စင်ကုံဝိုင်းအသစ်ထွက်လာမဲ့ new hero ပဲဖြစ်ပါတယ်။ new hero အကြောင်းလည်းကျွန်တော် channel ထဲမှာ video လေးတင်ထားပေးပါတယ်။မကြည့်ရသေးရင်သွားကြည့်လိုက်လို့ရပါတယ်။နောက်ပြီးတော့ကျွန်တော်အနေနဲ့ brother တို့အတွက်ဒီ starlight ကဆက်ကတ်တတီတာမှ giveaway ပေးထားတဲ့ video လေးရှိပါတယ်။ကျွန်တော်အခုပုံလေးပြရတဲ့ video လေးပါ။ကဝဲမှာပေါဝင်ကစမ်းဖို့အတွက်အဲ့ဒီ video လေးကိုသွားကြည့်လိုက်လို့ရပါတယ်။ကောင်းကြီးလို့။ကဲနောက်ထပ် update တစ်ခုအနေနဲ့ကတော့ကျွန်တော်ပြောင်းလဲသွားတာကပါလဲဆိုပွဲပြီးွားရင်တော့အခုလိုမျိုးပေါ့နော်။အမ် solo key ဆို solo key ပုံစံဘာညာတကာလေးတွေအနိုင်ငယ်တော့ပြောင်းလဲသွားဖို့ရှိပါတယ်။အဲပြောင်းလဲသွားမယ့်အရာတွေကတော့အများကြီးပဲပေါ့နော်။သူမတော်မှပြောင်းလဲသွားသေးတာ ါပဲမိုတွန်းလည်းပြောင်းလဲသွားမဆန်ဘူးဒါပေမဲ့မိုတွန်းပြောင်းလဲပေးလိုက်တယ်ဆိုတာကကျွန်တော်တို့ player တွေကိုကျွန်တော်တို့ဒီဘယ်လိုပြောမလဲ gain experience ကိုကောင်းကောင်းလေးရစေချင်လို့ပြောင်းလဲပေးလိုက်တယ်လို့တော့ကျွန်တော်အနေနဲ့မြင်မိပါတယ်ကဲဆိုတော့အခုကျွန်တော်ပြပြပေးခဲ့တဲ့အချက်တွေထဲမှာ brother တို့ရောဖဲချက်တွေကိုသဘောကျလဲဆိုတော့ comment လေးမှာဝင်ရောက်ဆွေးနွေးညင်ခုပေါင်းထုတ်ခဲ့လို့ရပါတယ်ဆိုတော့ဒီနေ့ဒီ video တွေကဒီလောက်ပါပဲအစုံလေး like ကြည့်ပေးခဲ့ကြလို့ကောင်းကြီးတို့အားလုံး subscribe ပေါင်းနှိပ်ပိုင်ရောက်ကြပါစေဗျာ